ချစ်ကြတဲ့ fan တွေကတော့ကိုချစ်တဲ့လူဝင်လာရစီချင်ကြရပဲလေ။ဒါပေမဲ့ကိုထက်အတားရဲ့အာသာချက်တွေရိုင်းနေမြင်လို့ပေါ့နော်။ဒါအကောင်းဆုံးရွေးချယ်သွားတာပေါ့။ ော်အရင်ရင်ခုန်နေ state ပေါ်တက်ခဲ့ရပေါ့နော်အဲဒါပေမဲ့အခုအဲမနာရတော့ရဲ့မမြတ်ကိုလည်း congratulation ပါလို့အရန် fan တွေရောဒီလောက်ချစ်မယ်လို့လည်းမထင်ထားဘူးကွဲကိုဒီလောက်ထိအများကြီးလာမယ်လို့လည်းရန်မမျှော်လင့်ထားဘူးတချို့ဆိုမန်လေးကနေလာတဲ့ fan တွေရှိရဲတချို့ဆိုပတိယနေစင်းလာတဲ့ fan တွေရှိရဲပေါ့နော်အအများကြီးပဲရန်ကိုအားပေးကြရဲသူတို့ရဲ့အားပေးသံတွေနဲ့ရန်လည်းအားရင်နေရခဲ့ရဲပေါ့နော်အဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ဟုတ် က်ချက်တွေပြင်ဆင်ရမယ်လို့လည်းရမြင်နေပေါ့နော်။အော်ပြီးရဲ့အခါမှာထပ်ပြီးတော့ကြိုးစားရမယ်လို့လည်းရန်ကုန်ရန်ပြန်ပြီးသုံးသပ်ပါလေ။ဟုတ်ကို့ချစ်ကြရဲ့ fan တွေကတော့ဒါကို့ချစ်တဲ့လူဝင်လာရစီအချင်းကြာပဲလေ။အဲဒါပေမဲ့ကို့ထက်အသားရဲ့အာသာချက်တွေရှိလို့လည်းအဲတိုင်းနေမြင်လို့ပေါ့နော်။ဒါအကောင်းဆုံးရွေးချယ်သွားတာပေါ့။ဘာဖြစ်ဖြစ်မြန်မာနိုင်ငံကိုဂုံဆောင်နိုင်မဲ့အဲဝင်လာတယောက်ဒါ Miss Universe မြန်မာတယောက်ဖြစ်လာမှာလေ။ အဲ့အတွက်ကြောင့်မျိုးရန်ကုန်လူတွေအဲမြန်မာနိုင်ငံအတွက်ကုန်ဆောင်နိုင်မလို့လေရန်မျိုးလင်းပါတယ်ဟုတ်ရန်စိတ်မကောင်းဘောเนาะမျောမှန်းထားတဲ့အတိုင်းရန်မလုပ်ပေးနိုင်ခဲ့တာတချောင်းပြီးတော့ရန် ြင်ဆင်ချိန်လေးအားနည်းနေရတဲ့ကြောင့်ကြောင့်မို့မျောလင့်ထားသလိုတော့ဖြစ်မလာခဲ့ဘူးအဲ့အတွက်ကြောင့်မို့စိတ်မကောင်းမှဖြစ်ကြနေပေါ့နော်အရန်ဒီကနေပြီးတော့ပဲအနည်းငယ်တောင်းပန်ပါရဲ့ဖန်ဒီကငိုနေကြရယ်ပေါ့နော်ဒါပေမဲ့အတင်းထားပါရန်က strong ဖြစ်ပါတယ်ပြီးတော့အားနည်းချက်တွေကအားတချက်အဖြစ်ပြောင်းလဲပြီးတော့ပြန်လာခဲ့ပါမယ်မင်္ဂလာပါရှင်ညီမ Miss Universe မြန်မာတယောက်ဖြစ်ချင်ခဲ့တာညီမရဲ့ငယ်ငယ်လေးလေးရအိမ်မှာဖြစ်ပါတယ်။ခက်ခဲရတော့အများကြီးပဲပေါ့နော်။အာဒီ time ray တခုမှာဆိုလို့ရှိရင်အချိန်တိုင်းမှုတွေကရှိကြရတယ်။အဲပြီးလို့ရှိရင်အခက်ခဲတွေလည်းရှိကြမှာပေါ့နော်။အဲခက်ခဲတိုင်းကိုတော့အပြုံးနဲ့ပဲရှေ့ဆက်တာပဲကောင်းပါတယ်။အရင်ချစ်ပေးကြရဲ့ပရိသတ်တူဦးတယောက်ချင်းစီတိုင်းအောင်ရန်ရန်ကျေးဇူးတင်တယ်။ပြီးတော့ဒီမျိုးပွဲမှာကိုယ်တိုင်ကိုကြလာအားပေးရအတွက်လည်းရန်အများကြီးကျေးဇူးတင်တယ်ပေါ့နော်။အဲရန်ဖန်တွေရဲ့အားပေးစကားတွေကြောင့်လည်းရန် အိမ်လေးရှိရဲအဲဒီလိုညံမျက်ရည်မကြခဲ့ဘူးပေါ့နော်အဲတော့ကြောင့်မလို့ဖန်နေလည်းမျက်ရည်မကြစီချင်ဘူးအာပြီးတော့မဝမ်းမနေပါနဲ့အရင်အကောင်းဆုံးစူးစမ်းပြန်လာမယ်ဆိုတော့ယုံကြည်ပေးပါအဲတော့ကြောင့်မလို့ညော်လင့်ချက်ရှိသေးရဲ့ပေါ့နော်